ဘုံမရောက်လေတကယ်သနာဖို့ကောင်းတယ်မိကုံးပြောတဲ့ခါမှလည်းဒူးတော်လက်တော့ချဲတော့နဲ့ဒီရရတယ်ပြီးတော့ကျွန်တော်မိကုံးထုတ်ချင်တယ်ဘုံမရောက်လေခင်ဗျာကြောက်နေပြီလား ေးလာပဲ၂ရက်နေပေါ့ April 2ရက်နေမှာတော့ကျွန်တော်ပြန်လွတ်လာခဲ့တယ်ပေါ့နော်ပြန်လွတ်တဲ့အချိန်မှာတော့ဒီတစ်ဖက်ကနေပြီးတော့သူတို့ဟိုလွတ်ပေးခဲ့တဲ့လူတွေကလည်းအဲ့လိုမျိုးဟိုဒီအချင်းတော်အာနာပိုင်နေနဲ့အပေါ်ကဒီစစ်ကောင်စီအရာရှိတွေနဲ့ကြားမှာလည်းဟိုဟာဆက်သွယ်သိပ်ကောင်းကောင်းမဖြစ်လိုက်ဘူး ਨੇ တို့ပါတယ်အဲ့ဘာဖြစ်လဲဆိုကျွန်တော်လွတ်ပြီးသွားတော့မှဒီဒီ2025ဒီနှစ်စန်းတည့်ရက်နေ့အဲ့လိုလူငယ်ချင်းချမ်းသာပေါ့ဗျာအဲ့ဒီလူငယ်ချမ်းသာစင်းမှာကျွန်တော်နာမည်ပါလာပြီးတော့ လွတ်ပေးရဆိုတဲ့အခြေအနေမျိုးတွေလည်းဒီအကျဉ်းတော်ထဲမှာရှိနေတယ်မိသားစုအဲဒီရဲဘော်တချို့ကနေပြီးတော့ပြန်ပြောလို့သိရတာမျိုးလည်းရှိတယ်ပြီးတော့ဒီပြန်လွတ်ပြီးတဲ့နေ့မှာပဲပေါ့နော်အဲ့ညမှာပဲကျွန်တော်လွန်ခဲ့တဲ့9နှစ်လောက်ကနေခဲ့တဲ့ဒီရန်ကုန်အိမ်ကိုလည်းညဘက်ပေါ့နော်အတင်းဝင်ပြီးတော့ရှာတာမျိုးတွေအိမ်ပေါ်တက်တီးတက်ပြီးတော့ရှာတဲ့ဟာမျိုးတွေအဲ့ဒါမျိုးတွေကြုံရတယ်ပြီးတော့ရင်တော့ဒီစစ်တပ် lobby တွေကနေပြီးတော့သူတို့ Telegram channel တွေကနေပြီးတော့ပြန်ဖမ်းဖို့လှုံ့ဆော်တာမျိုးတွေလည်းအဲ့ဒါမျိုးတွေလည်းအဲ့ချင်းတွေမျိုးလည်းရှိတယ် ုနကလော်ဘီတချို့ကလည်းပြန်ဖန်းခိုင်းတာမျိုးပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဘာသာများအဖွဲ့ချုပ်ဒီចောင်းသားအများစုပေါ့ကျွန်တော်နဲ့လို့ဘော်ကင်ဘက်အများစုကအခုဒီလက်နက်ကင်ဒေါ်လာရေးဘက်ကိုကူပြောင်းကုန်ရပြီလေလက်နက်ကင်ဒေါ်လာရေးမှာတက်ဆိုင်ရာအဖွဲ့အသီးသီးရဲ့ခေါင်းဆောင်တွေဖြစ်နေကြပြီအဲ့တော့သူတို့ရဲ့ကောက်ချက်ကတော့ဟိုဒီသူ့ကိုပြန်လွတ်ပေးလို့ရှိရင်လည်းသူ့ရဲ့ဖွဲ့ဝင်တွေအများစုကအခုတော်တဲ့ရောက်နေတာပေါ့နော်တော်တဲ့ရောက်နေတာဖြစ်တဲ့အတွက် သူလည်းတော်ခုမှာပဲလက်နက်ကင်မှာပဲဆိုတော့အမြင်မျိုးနဲ့ပေါ့နော်ပြန်ဖန်းခိုင်းတာမျိုးဟိုဖြစ်နိုင်လိမ့်မယ်ဗျဟုတ်ကျွန်တော်ကတော့အဲ့လိုယူဆတယ် 2021အနာသိမ်းပြီးကာလမှာတော့ကျွန်တော်ကတက်မှုတယ်ပေါ့အထူးသဖြင့်တော့ဒီ95 dash ကကြီးပေါ့ဗျာအာ95 dash ကကြီးကတော့ဒီနိုင်ငံတော်ဂျီညိုပြည့်စုံမှုအဲ့ဒါကကြတော့ကျွန်တော်ဒီလဲတန်းဟိုပါပေါ့စင်တာရှေ့မှာကျွန်တော်ဒီဒီဆေးရနာဆန့်ကျင်ရေပေါ့နော်တပိတ်တရားဟောပြောတယ်ဆိုတော့ဟာမျိုးပေါ့အဲ့အဲ့ဥစ္စာကိုတို့အမှုဖွင့်လာတာအဲ့ဒါကတော့ကျွန်တော်ကိုဖမ်းမမိခင်ဖေဖော်ဝါရီလတည်းမှာကိုကဒီကမာယိုမြို့နယ်ရေစကန်ကနေပြီးတော့ဒီလဲတန်းစင်တာရှေ့မှာလောက်တဲ့ ်တပိတ်အတွက်လှုပ်ရှားမှုအတွက်ပေါ့နော်သူတို့အမှုဖွင့်ထားခဲ့တာကျန်တာတွေကတော့ဒီမယန်းကုန်းမြို့နယ်နဲ့ကြောက်တရာမြို့နယ်နဲ့ကတော့သူတို့ကတော့ဒီ905ကကြီးခခွေဒီနှစ်ခုစီပေါ့ဗျာနှစ်ခုစီပြီးငိမ့်စုစီနှစ်ခုစီနဲ့ဆိုအဲအားလုံးပေါင်းလို့သူကတော့6မြို့ပေါ့အဲ့ဒါကတော့ဒါ2020စက်တင်ဘာမှာဒီရခိုင်ပြည်အရေးလှုပ်ရှားခဲ့တဲ့လှုပ်ရှားမှုကြောင့်မလို့ဆွဲတာဒါပေမဲ့တရားရုံးမှာတော့ဒီ905ကကြီးနှစ်ခုကတော့သူတို့ ပြန်ပြီးတော့ဖြုတ်ပေးလိုက်တယ်ဗောနော်ဖြုတ်ပေးလိုက်တဲ့ခါမှာငါငါခါဝေးနှစ်ခုငါငါ dash ကကြီးတစ်ခုငိမ့်စုစီနှစ်မှုနဲ့အားလုံးတော့ကျွန်တော်9နဲ့2လအမိတ်ချခံရတယ်ဗျဟုတ်ရှင်းပါနေဝေးဆန်ယူစိတ်ဝင်မောမောတိုင်းစိတ်ကိုကျွန်တော်တို့ပြုတ်ချပြီးသွားပြီဘုံမရောင်းနဲ့တကယ်သနာဖို့ကောင်းတယ်

ခင်ဗျားပြောခဲ့သလိုပေါ့နော်မျက်မုံးကျိုးနေတယ်啊ဆိုတော့ဟိုတွေ့တဲ့အခါမှာတော့ဟိုအကုန်လုံးကဟိုဝမ်းသာအားရနေကိုပျော်ပြီးတော့ဟိုရိုက်တက်ကြရတဲ့အခြေအနေမျိုးပေါ့ဗျာအဲ့လိုမျိုးရှိတယ်အဲ့အဲ့မှာအဓိကနှိမ့်ဆက်တဲ့ပုံသဏ္ဍာန်ကြတော့ကျွန်တော်ပြောခဲ့တဲ့အဲ့လိုမျိုးဟိုပါပေါ့ဗျာဟိုမိန်ကုန်းပဲပြောရမှာပေါ့နော်ကျွန်တော်ပြောခဲ့တဲ့ဒီဆရာနိုင်ရှင်စနေဆန့်ကြီးမိန်ကုန်းနေကျွန်တော်ပြန်ပြောခိုင်းပြီးတော့ရိုက်နှက်တာမျိုးပေါ့ဗျာအဲ့ရမျိုးကတော့မှတ်မှတ်ရရပေါ့ဗျာအဲ့ဒါရှိတယ်စကြောရေးမှာတော့ကျွန်တော်ကအဲ့ခေါင်းပေါက်သွားတယ် တန်ရာဖြစ်တယ်ပေါ့နော်ကြံသားတော့နှခမ်းပေတာတို့ဘာလို့အဲ့ဒါကြီးတော့ဖြစ်တယ်ဟိုအတွင်းတန်ရာမျိုးတော့ကျွန်တော်တို့အဲကြီးကြီးမားမားတော့အခုချိန်ထိတော့ခံစားရတာမျိုးတော့မရှိသေးဘူးပေါ့နော်နှိမ့်ဆက်တဲ့ပုံစံတွေကတော့စုံပါတယ်တခြားရဲဘော်တွေကိုဟိုညဘက်ဆိုလဲကျွန်တော်တို့ကဟို နာခွင့်ပေးတဲ့အခန်းရှိတယ်ဗောနစစ်ကြောရေးကန်အေးနာခွင့်ပေးတဲ့အခန်းကိုရောက်တဲ့အခါကျလို့ရှိရင်လေဟိုည7နာရီတစ်ချက်နှစ်ချက်လောက်ဆိုလို့နှစ်နာရီလောက်ဆိုလို့ရှိရင်အဲဒီရုတ်တိုက်တကားကိုအုံတိုင်းဖွင့်ပြီးတော့လာဆွေးတယ်ဗောနမင်းတို့ကောင်တွေနားနေတာလားဘာညာသူစဲဆိုပြီးအဲဒီရုတ်တိုက်ကြီးကျွန်တော်တို့ကစစ်ကြောရေးကန်ထဲကိုကျွန်တော်ကအဲကော်ရီဒါတိုင်းအဲဒီရုတ်တိုက်ဆွဲပြီးတော့ပါသွားဟိုရောက်လို့ရှိရင်ဝိုင်းပြီးတော့ရိုက်နှက်ဗောနအဲ့လိုပုံစံတမ်းမျိုးဗော ဒီမမရဆိုရင်တော့2022ငါးလပိုင်း18ရက်နေ့မှာတော့ဒီစစ်ဘက်ဆိုင်ရာရာရှိတချို့ပေါ့နော်ကျွန်တော်ယာဒုတိကြတော့ကျွန်တော်မသိပါဘူးအဲသူတို့ကနေပြီးတော့ဒီအင်းစင်ချင်းထောင်မှာကျွန်တော်လာပြီးတော့တွေ့ဆုံခဲ့တာမျိုးရှိတယ်တဲ့တော့ကတော့ဒီသူတို့ရဲ့ပြောစကားအရတော့ဒီကျွန်တော်နဲ့အချိန်ကတော့ဒေါက်တာအာဂါမိုးသူလည်းအချင်းထောင်ထဲမှာရှိသေးတာ哦အဲဒေါက်တာအာဂါမိုးသူနဲ့ကျွန်တော်လည်းနှစ်ယောက်ကိုလာတွေ့တယ်ဆိုရပါဘူးအဲအချိန်မှာသူတို့အသေးအံလုံနေတဲ့ယာပြင်ပမှာကဒီကြောင်းနေပြန်ဖွင့်ဖို့စူးစမ်းနေတာဗျ ကျောင်းနေပြောင်းဖို့ယူသားနေအဲ့အချိန်မှာကတော့အဓိကကျွန်တော်ဟိုသူတို့ဘက်ကနေပြီးတော့ကန်လန့်တဲ့ပုံစံပေါ့အဲ့ကန်လန့်တဲ့ပုံစံမပြောခင်မှာတော့ဒီပထမပိုင်းကတော့ကျွန်တော်ဘာတွေပြလဲဆိုတော့အပြင်ပမှာပေါ့နော်ဒါဟို PDF တွေနဲ့ဒီလက်နက်ကင်တွေကဟိုအပြစ်မဲ့တဲ့ပြည်သူတွေကိုလိုက်တက်နေပါလေဆိုတော့ဟိုဗီဒီယိုဖိုင်တွေတော့အရင်ဆုံးပြတာပေါ့ဗျာအဲ့လိုဗီဒီယိုဖိုင်တွေပြတယ် PH အချိန်နေပတ်သက်ပြီးတော့မကျွန်တော်အနေနဲ့ပေါ့နော်တခုစဉ်းစားဖို့လို့တဲ့ဒီပြင်ပချင်းတွေကြီးကဒီတိုင်းတော့မင်းတို့ကောင်းနေနိုင်ငံရေးသမားတွေအနေနဲ့ ီလိုကြည့်နေလို့မရဘူးဆိုတဲ့အားမျိုးတွေအဲ့ဒါမျိုးတွေပြောတာမျိုးတွေရှိတယ်အဓိကသူတို့ရဲ့အဲ့လိုမျိုးဟိုဆွေးနွေးမှုကတော့ကျောင်းဖွင့်တဲ့အပေါ်ကျွန်တော်ရဲ့သဘောထားပေါ့နော်ကျောင်းပြန်ဖွင့်မယ်ပေါ့ကျွန်တော်ဘလို့ဘလို့သဘောထားတယ်ဆိုတဲ့အပိုင်းရယ်အနောက်တစ်ခုကကြတော့ဒီကျောင်းသားသမဂ္ဂတွေကိုဒီအခုကျောင်းသားသမဂ္ဂကိုပြန်လှုပ်ရှားခွင့်ပေးမယ်ပေါ့နော်ဒါပေမဲ့ဆေးရနိုင်စနေဆန့်ကျင်ရင်ဆိုတဲ့မူကိုတော့ဖြုတ်မယ်ဆိုလို့ရှိရင်ဒါပညာရေးဝန်ကြီးဌာနနဲ့ရောတက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှာရောယက်တီလှုပ်ရှားခွင့်ပေးမယ်ပေါ့နော်အဲ့ဒါတစ်ပိုင်းပေါ့ ဟိုနောက်တစ်ခုကကြတော့သူကဒီတခြားသောနိုင်ငံကြီးစင်ပေါ့ဗျာနိုင်ငံကြီးအဖွဲ့အစည်းတစ်ခုဒါမှမဟုတ်နိုင်ငံကြီး platform တစ်ခုဖောက်မယ်ဆိုလို့ရှိလို့ရှင်သူတို့အနေနဲ့ဘာတွေကိုညီပေးရမလဲဆိုရဲအပိုင်းမျိုးပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်ပေါ့သူကတော့အစာပိုင်းမှာပြောတဲ့ဟာကတော့ဒီဒီသူတို့ကသူတို့သဘောနဲ့သူတို့လာတွေ့တာမဟုတ်ဘူးမဟုတ်ဘူးပေါ့နော်အပေါ်ကလူကြီးတွေကနေပြီးတော့အခြေအနေဘယ်လိုရှိလဲလို့မေးခိုင်းနေတယ်သူတို့လာတွေ့တယ်ဆိုတဲ့ဟာမျိုး ထုတ်ပြောတယ်အထူးသဖြင့်တော့ကျွန်တော်တို့ဒီ2015ဒီဒီမိုစီပညာရေးကျောင်းသားတပိတ်ကတောင်းဆိုချက်တွေကိုအဘိုးချုပ်မူကြီးကလည်းပေါ့နော်အဲ့လိုဆွေးနွေးဖို့ဆန္ဒရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဆွေးနွေးမယ်ဆိုရင်ပညာရေးဝန်ကြီးဌာနနဲ့အရင်ဆုံးဆွေးနွေးဖို့အတွက်ကိုတို့အဲ့လိုကိုညင်ပေးမယ်ဆိုတဲ့အပိုင်းနေပါတယ်ဗျအဲ့ဒါမျိုးတွေပါတယ်အဲ့ဒီပုံမှာတော့ကျွန်တော်သဘောထားကတော့ဒီကျောင်းဖွင့်တဲ့အခြေအနေအပေါ်မှာကတော့ ဟိုလက်ရှိရှင်နေပါဘောနော်ဟိုအဓိကပြဿနာနိုင်ငံရေးပြဿနာဖြစ်နေတာဗောနော်နိုင်ငံရေးပြဿနာတွေပြည်လည်မှုတွေတည်ငြိမ်အေးချမ်းမှုတွေမရှိသေးဘဲနဲ့ဒီအကြောင်းတွေကိုအတင်းပြန်ဖွင့်ဖို့ကြိုးစားတာကတော့ဒါဟိုအကြောင်းသားတွေကိုအသုံးချတယ်လို့ကျွန်တော်ကမြင်တယ်ဗောနော်အဲ့ဒီဘိုင်းနေပြောတယ်ဟိုချုပ်ပြောရရင်တော့ဒီအကြောင်းပြန်ဖွင့်တဲ့အခြေအနေမှာအကြောင်းသားတွေကိုအသုံးချနေရလို့ကျွန်တော်ယူဆတဲ့အတွက်ဟိုဒီလိုမျိုးနိုင်ငံရေးကတည်ငြိမ်မှုမရှိသေးဘဲနဲ့နိုင်ငံရေးပြဿနာတွေပြည်လည်မှုမရှိသေးဘဲနဲ့ဒီပြည်သူလူထုရဲ့တောင်းဆိုတာတွေဆန္ဒတွေကိုလိုက်ရောပေးတာမျိုးရှိသေးပဲနဲ့ ဒီပြိပခါတွေကြားမှာတော့အကြောင်းသားအကြောင်းတွေကိုအတင်းပြန်ဖွင့်ဖို့ကြိုးစားတဲ့ဟာကိုကျွန်တော်လက်မခံဘူးဆိုတော့သဘောတာပေါ့ဗျာအဲ့အချိန်ရံသဘောတာကိုကျွန်တော်ပြောခဲ့တာမျိုးတွေဟိုရှိတယ်ပေါ့ပြီးနောက်တစ်ခုကကျတော့နိုင်ငံရေးတခြားပုံစံတွေနည်းနဲ့လှုပ်ရှားဖို့ဆိုတဲ့အခါမှာလက်ရှိမှာကပြည်သူလူရွေးချယ်ထားတာကအဒီဒီတော်လန်ရေးလမ်းကြောင်းဖြစ်တယ်ပေါ့နော်ပြည်သူလူရွေးချယ်ထားတဲ့နိုင်ငံရေးလမ်းကြောင်းကနေပြီးတော့လွဲပြီးတော့တခြားလမ်းကြောင်းပုံစံတွေတခုကိုကျွန်တော်ရွေးချယ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းလည်းအဓိကတော့ ိုပြောပြတယ်ဗောနော်အဲ့မှာတော့အနှစ်ချုပ်ကတော့သူတို့သူတို့ဘက်ကနေပြီးတော့ကန်လန်းတဲ့ပုံစံတန်ကိုတော့ဟိုကျွန်တော်ညင်းပယ်လိုက်တယ်ဗျာဟုတ်ဟိုတူတူကြကြဆိုလို့ရှိရင်ဒီထောင်ထဲမှာလှုပ်ရှားမှုတွေလှုပ်တတ်တဲ့လူတွေပေါ့နော် ကျွန်တော်ပါဝင်တခြားလူတွေကိုတို့ကဒီစပိုင်ကင်မရာတွေနဲ့ပါအဲ့လိုထောင်တွင်းပေါ့နော်ဒီနေရံလေးဘက်အဲနဲ့ကာထားတယ်တန်တိုင်းနေရှိတယ်တို့စောင့်ကြည့်ခိုင်းထားတဲ့လူတွေရှိတယ်တို့တရားဝင်ရင်နိုးတွေလက်ပတ်တွေတစိမ့်တွေပေးထားတဲ့လူတွေရှိတယ်အဲ့ဒါနဲ့တို့ကမတင်းတိမ်သေးပဲနဲ့ဒီလှုပ်ဝက်ကင်မရာတွေနဲ့ပါကျွန်တော်တို့အဲ့လိုမျိုးရိုက်ကူးတာမျိုးတွေအဲ့ဒါတွေလည်းကျွန်တော်တို့ကြုံခဲ့ရတယ်ပေါ့ဗျာအဲ့ဒါတွေကတော့အဲ့ဒီမှတ်တမ်းတွေကဟိုကြည်ခွင့်ရခဲ့လိုက်လို့အဲ့လိုပြောနိုင်တာပေါ့ဟုတ် အင်းစိန်ထောင်ကကြတော့သူကဒီတနိုင်ငံလုံးမှာစံပြထောင်ဆိုတဲ့နာမည်နဲ့ရက်တည်ခဲ့တာ။ရက်တည်ခဲ့တဲ့အခါမှာကျတော့ဒီစံပြထောင်ဖြစ်တဲ့အခါမှာစီမီစီကန်းတွေကတော့တခြားထောင်တွေမှာရတဲ့ခွင့်ရဒီမှာမရဘူးဆိုတဲ့အားမျိုးနဲ့ပို့ပြီးတော့တင်းကျပ်တာမျိုးတွေရှိတယ်။အဲတခြားထောင်တွေမှာဘလို့ပဲလှုပ်ရှားမှုတွေလို့လို့ဒီမှာတော့ဟို အဲ့လှုပ်ရှားမှုတွေမကြီးထွားသွားအောင်လို့ဖိထားရမယ်ဆိုတဲ့အတွေးခေါ်မျိုးဒီဒီအာနာပိုင်နေဘက်ကလည်းအဲ့ဒါမျိုးတွေရှိတယ်ဗောနော်အဲ့တော့ဟိုတခြားတော့ဝင်တဲ့ဆိုင်တော့ပို့ပြီးတော့စီကံတင်းကျက်တဲ့အခြေအနေမျိုးရှိတယ်ဟိုတာရီထောင်လည်းကျွန်တော်ရောက်ခဲ့တော့တာရီထောင်ကတော့သူကတော့ဒီပုံစံထောင်လို့ဗောနော်သူတို့ကကြွေးကြော်ထားတာဗော အဲပုံစံသူကဒီတခြားသောရာဇဝတ်သားတွေရှားမှာပဲတခြားသောပြည်မှုပြည်တံတင်းတဲ့လူတွေရှားမှာလဲတာရီထောင်းကသူကထောင်းသိန်းချိုင်းဆိုပြီးတော့အဲ့လိုနာမည်ကြီးတာပေါ့ဗျာဘာလို့လဲဆိုတော့ဘလို့အမှုနဲ့ပဲရောက်ရောက်အဲဘယ်ထောင်းကနေပဲပြောင်းလာပြောင်းလာနောက်ဆုံးပြောင်းစရာထောင်းကမရှိတော့ဘူးတာရီရောက်ရင်တော့တခြားထောင်းစရာပြောင်းစရာထောင်းဆိုတာမရှိတော့ဘူးဆိုတာမျိုးပေါ့အဲ့တော့သူကတော့အဲ့ဒီဒီနိုင်ငံလုံးမှာရှိတယ်အဲ့လိုမျိုးအစိုးပေမိုက်ပေတို့အဲ့လိုမျိုးတခြားထောင်းနေမှာပေါ့နော်နာမည်ထွက်ခဲ့တဲ့လူတွေတို့အဲ့အများစုကတော့တာရီထောင်းမှာသွားပြီးတော့အဲ့လိုမျိုး ကိတ်ဆုံးကြတယ်ဗောဗျာအဲ့လိုအခြေအနေမျိုးရှိတယ်ဒါပုံစံထောင်ဆိုတော့သူကမလုပ်လဲဆိုတော့ဒီဝင်လာတမျှဘယ်ထောင်ကနေပြီးတော့ပြောင်းလာတယ်အကျဉ်းသားမဆိုသူကဘယ်မှုမဆိုဗောသူကဒီစဝင်ပြီဆိုတာနဲ့ပြင်းပြင်းထန်ထန်အောင်ဘူးဝါမာတွေကရိုက်နှက်တယ်ရိုက်နှက်ပြီးသူကအဲ့မှာဗောတလားတလားကြော်လောက်ကိုသူကမလုပ်လဲဆိုအဲ့အဲ့မှာသူတဲခွင်းဆိုတာလည်းရှိတယ်အဲ့ဒီဒါရီထောင်ရဲ့အလဲမှာဗောအဲ့တဲခွင်းကြီးထဲမှာခြေချင်းနေနေဗောနော် အခြေချင်းနေနေပဲသူကပုံစံမောင်းနေဆိုတာမျိုးသူကလှုပ်တယ်ပေါ့အဲပုံစံမောင်းတဲ့အခါမှာလဲရိုက်နှက်တာတို့ငွေညစ်တာတို့အဲ့လိုပုံတံမျိုးစုံကိုလှုပ်တယ်အထူးသဖြင့်တော့သူတို့ကတော့ဥချိုးပြစ်တာပေါ့ဗျာဝင်လာကစားအခြေအနေမျိုးမှာအဲ့လိုအခြေအနေမျိုးတော့ဒီတာရီထောင်ကတော့ပုံစံထောင်ဆိုပြီးတော့အခုချိန်ထိကိုအဲ့ပုံစံတန်တွေကလှုပ်နေတော့ဗျာဟုတ် ကိုဖြိုးစရာတော်တို့ကိုဂျင်မီတို့ဒီဒီကြိုးပေးပြီးတော့ဒီမတရားတက်ဖြတ်ခံရတဲ့ကိစ္စမှာတော့ဟိုတွေးမြင်လိုက်တဲ့အကျဉ်းသားတွေကလည်းရှိတွေးမြင်နေဆိုတော့ညာဘက်ကြီးထုတ်သွားတာဖြစ်တဲ့တကြောင်မလို့အဲဒီလူပုံမှန်တဲ့အဘလို့ပုံစံတန်လေးပေါ့နော်ခေါင်းစုတွေဆွတ်သွားတယ်အကျိုးတွေတုတ်သွားတယ်ပြီးတော့အင်အားဘလောက်ယူသွားတယ်အဲ့မတိုင်ခင်ပါလေဟိုကသူတို့ကအဲ့လိုဒီကျိုးတိုက်ကိုပြန်ပြီးတော့တန်ရှင်းတွေလှုပ်တာတို့လူတယောက်ကိုအသေးတန်ပေးနိုင်လောက်တဲ့လူတွေကိုအသေးတန်ပေးနိုင်လောက်တဲ့အခြေအနေတွေကိုပြင်ဆင်မှုတွေခိုင်ခံ့မှုတွေသူတို့စစ်ဆေးတာမျိုးတွေကို အဲ့ဒါမျိုးတွေကိုကားတွေဝင်လာပြီးတော့เนาะပြင်ပကားတွေဝင်လာပြီးတော့အဲတခြားလူပုဂ္ဂိုလ်တွေပါလာရောက်ပြီးတော့လိုမျိုးစစ်ဆေးတာမျိုးတွေပြင်ဆင်တာမျိုးတွေကတော့လုပ်နေပြီးအဲဒါပေမဲ့ကျွန်တော် တို့ကအဲ့လောက်ဒီဟိုမတွေးထားသေးဘူးပေါ့နော်မတွေးထားမိသေးဘူးအဲဒါပေမဲ့တကယ်ကျိုးပေးတက်ဖြတ်ခံရတယ်ဆိုတော့အခြေအနေမှာကြတော့ညာဘက်မှာပေါ့တချို့ညာဘက်မြင်လိုက်ရတယ်ဒီအကျဉ်းသားတချို့လည်းရှိကြတယ်မြင်လိုက်ရတယ်ဆိုတော့ခေါ်ထုတ်သွားတဲ့အခြေအနေတထောင်လုံးကိုမီးတွေဖြတ်လိုက်တယ်ပြီးတော့ဒီဒုတ်တွေခြင်ထားတယ်ဒိုင်းတွေခြင်ထားတယ်ပြီးတော့တခြားပြင်ပကဒီစစ်ဖက် ဒီရဲရရှိတွေပါပါတဲ့ဒီအစုဖွဲ့ကနေပြီးတော့ဝိုင်းပြီးတော့ခေါ်သွားတယ်ခေါ်သွားပြီးတော့ဒီကျိုးပေးတက်ဖြတ်တယ်ဆိုအခြေအနေပေါ့ဒါပေမဲ့အဲ့ဒီအခြေအနေကလည်းကျွန်တော်တို့နောက်နေ့ရောက်တဲ့အချိန်ထိကိုဒီနိုင်ငံချင်းသားအများစုကြားမှာကမတည်သေးဘူးအဲ့ဒီအဲ့ဒီကိစ္စကိုအတည်ပြုနိုင်မှုတို့ကြောင့်ကျွန်တော်ပြင်ပရုံးနေထွက်တဲ့အချိန်ကျတော့ပြင်ပမှာလည်းအထဲကိုလှမ်းပြီးတော့မေးမြန်းတယ်ပေါ့ကျွန်တော်ပြင်ပအထဲကလူအများစုကကြောက်လဲပြင်ပအချိန်တွေကိုပြန်ပြီးတော့မေးမြန်းပြီးတော့အတည်ပြုရတာမျိုးရှိတယ်နောက်ဆုံးကတော့တို့ဒီသတင်းစာမှာထည့်ပြီးကြေညာတဲ့အထိကို အထဲမှာလည်းနိုင်ငံချင်းသားတွေအများစုကြားမှာလည်းမယုံကြည်နိုင်သေးတဲ့အခြေအနေမျိုးတွေတော့ရှိတာပေါ့ဒါပေမဲ့တကယ်ကျိုးပေးတက်ဖြတ်ခံလိုက်ရတဲ့အနေအထားမျိုးကတော့ဟိုတေချာသလောက်ရှိတဲ့အခြေအနေပါပဲ ကျွန်တော်ကတော့လောလောဆယ်မှာတော့ဒီဘာသာများအဖွဲ့ချုပ်ရဲ့တာဝန်တွေကိုတော့ကျွန်တော်ပြန်ပြီးတော့ထမ်းဆောင်နေပြီအဲလောလောဆယ်တော့ဒီဘာသာများအဖွဲ့ချုပ်ဒီတွဲဘက်တွေ့မှုတုံးနေနဲ့ကျွန်တော်ဘာသာများအဖွဲ့ချုပ်ရဲ့လုပ်ငန်းတာဝန်တွေကိုလှုပ်ဆောင်နေရမျိုးတွေရှိတယ်အဲ့တော့ဒီကျွန်တော်ရောက်နေတဲ့ဒီသားမြေပြင်မှာကတော့ကျွန်တော်ဒီကြေးလက်လူစုတွေအကြောင်းသားတွေပေါ့နော်အထူးသဖြင့်အကြောင်းသားတွေနဲ့ကျွန်တော်တွေ့ဆုံတာမျိုးတွေရှိတယ်လူစုနဲ့နိုင်ငံရေးဟောပြောပွဲတွေအလုပ်နေတာမျိုးတွေရှိတယ်ပေါ့နော်အသက်ဆိုင်ရာဒေသမှာရှိတဲ့ဒီသက်ဆိုင်ရာတော်လှန်ရေးဖွဲ့စည်းတွေရဲ့ ကနေပြီးတော့ဟိုတစုံတရာလုံခြုံရေးဆောင်ရွက်ပေးတာမျိုးတွေလည်းရှိပါတယ်အဲ့တော့အထူးသဖြင့်တော့ဒီကျွန်တော်လူလူစီယုံရေးပေါ့နော်ဟုတ်ပြောပွဲတွေအဲ့ဒါတွေအဓိကလုတ်ဖြစ်တယ်ပြီးတော့ကျွန်တော်ကျွန်တော်ရောက်နေတဲ့ data မှာဒီចောင်းသားတမကတွေကျွန်တော်တိုးချဲ့ပြီးတော့ဖွဲ့စည်းသွားဖို့တော့ရှိတယ်ဗောနောအထူးသဖြင့်တော့ဘာသာများဖွဲ့ချုပ်တွေကိုကျွန်တော်တိုးချဲ့ဘာသာចောင်းသားတွေចောင်းသားတမကတွေကိုတိုးချဲ့ဖွဲ့ဖို့ အစီအစဉ်ရှိတယ်ပြီးတော့အရင်တခြားသောပေါ့နော်ဒီတာတွင်းမှာရှိတယ်ဒီအရက်ဖက်ဖွဲ့သည်တွေနဲ့ကျွန်တော်ပေါင်းပြီးတော့တခြားသောဒီအမျိုးသမီးတမကလိုမျိုးတွေလယ်သမားတမကလိုမျိုးတွေအားကောင်းမောင်းတဲ့ပေါ်ပေါက်လာရေးအတွက်ကိုလည်းအဲ့လိုမျိုးအားစိတ်ထုတ်ပြီးတော့လှုပ်သွားဖို့လှုပ်သွားမယ့်အစီအစဉ်တွေရှိတယ်လှုပ်နေတာတွေလည်းလောလောဆယ်မှာရှိတယ်ခင်ဗျဟုတ် တော်လိုင်းတရက်ကိုဆင်နွှဲနေတဲ့အချိန်မှာဖြစ်လိဖြစ်တာရှိတဲ့သဘောတွေပေါ့လူပုဂ္ဂိုလ်တွေတချို့နိုင်ငံရေးဖွဲ့စည်းတွေပြည်သူလူထုကိုစန့်ကျင်တဲ့အခါမှာဒီပြည်သူလူထုရဲ့တောင်းဆိုချက်တွေကိုစန့်ကျင်တဲ့အခါမှာဒါမျိုးမျိုးဟိုပျက်စီးခြေပြုံးသွားတဲ့အခြေအနေမျိုးတွေပေါ့နော်လူပုဂ္ဂိုလ်ရသလိုကောင်ငွေကြေးရသလိုကောင်ဖောက်လဲဖောက်ပြန်ပြင်းမှုတွေအကြောင်းမလို့ကိုယ်နဲ့ရင်းနှီးသုံးမိတ်ဆွေတွေလည်းဖြစ်ခဲ့မှုတဲ့လူတွေအဲဒီနိုင်ငံရေးဒီဒီဆင်ပြေပုံကနေပြုတ်ကျသွားတာမျိုးတွေအဲ့ဒါတွေပေါ့အဲ့ဒီအခြေအနေတွေကတော့ရှိတာပေါ့ဒါတွေကတော့ဒါဖြစ်လိဖြစ်တာရှိတဲ့သဘောသဘာဝတွေအဲ့ဒါတွေကထိခိုက်ကြေကွဲခံစားနေရမယ့်အခြေအနေမျိုးတွေတော့ မဟုတ်ဘူးပေါ့နော်ဟိုအဲ့ဒါမျိုးမြင်ရတယ်အဓိကကတော့ဟိုအားနေချက်ဆိုရင်တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဟိုစီရေးရစုဖွဲ့လှုပ်ရှားမှုပုံစံမျိုးစုံကိုတော့အားကောင်းပုံစံတွေ့နေရတယ်အဲဒါပေမဲ့နိုင်ငံရေးအရာပေါ့နော်ဟိုဒီမတူညီတဲ့အင်အားစုတွေကြားမှာဘယ်လိုမျိုးဟိုသဘောတူညီမှုတရက်ကိုကင်ပြီးတော့ဟိုတက်လွင်တဲ့နိုင်ငံရေးဥဆောင်မှုတရက်တော့ဒီဒေါ်လာရင်းမှာပေးဖို့လိုနေရလို့ကျွန်တော်အနေနဲ့ယူဆတယ်ဆိုလိုချင်တာတော့နိုင်ငံရေးရတပ်ပေါင်းစု ွင့်နိုင်မှုဆိုတဲ့အခြေအနေအဲ့အခြေအနေကတော့မမြင်ရသေးဘူးပြီးတော့ကျွန်တော်တို့အူတဲ့အနေနဲ့အဲ့လိုမျိုးမြင်တဲ့အခြေအနေကပါလဲဆိုတော့ဒီဒေါ်လာရင်းဒီဟိုတစုတစ်ဖွဲ့တည်းနဲ့ကျွန်တော်တို့အောင်မွေးခံနိုင်မဲ့ဒေါ်လာရင်းမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်နေပေါ့